တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ15ရက်ကနေ21ရက်နေ့တော်တွင်မှဘဝရည်ရွယ်ချက်တရားမြင်မဲ့ခက်ခဲမှန်သမျှကြော်လွှားနိုင်မယ်ရှင်းစွဲနေတာနေပုံမြင့်တဲ့နေထောင်ရောက်ရှိမယ်အလူမင်္ဂလာကိစ္စတွေပါဝင်ပတ်သက်ရမယ်ဥတီချက်ပြောင်းပြီးလောက်ကဲ့ခြင်းတွေချိုးပေးမယ် အခက်ခဲကြမှထိုးပေါက်ပြီးထိုးတက်မယ်ချက်ချင်းဆုံးဖြတ်ပြီးရှေတို့လောကရင်တို့ရဲ့ကောင်းသောကျိုးကျေးဇူးကိုရရှိမယ်19ရက်နေ့မှာငွေကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းကျိုးပေးခြင်းနေရှိမယ်16ရက်နေ့မှာသစ္စာမဲတဲ့သူတွေစကားမတီးတဲ့သူတွေကြောင့်အနောက်ဆက်တွေဖြစ်တတ်တဲ့19ရက်နေ့မှာပေါ်ပေါက်လာတဲ့ခွေရည်စစ်တွေကိုလက်တွေ့သုံးချပြီးဥတီကျစစ်တွေကိုဆောင်ရွက်ပါ16ရက်နေ့မှာ ရပိုင်ခွင့်နဲ့ပြန်လည်တောင်းဆိုနိုင်တဲ့ခက်ခဲကြထိုးပေါက်ပြီးတိုးတက်မယ်၁၉ရက်နေ့မှာကြံနိုင်အောင်ဆောင်နိုင်မြောက်လုံတိုင်းထိုးပေါက်မယ်၂၀ရက်နေ့မှာအပြိုင်ဆိုင်ကြားတိုးတက်ခြင်းလိုရာပြည့်စုံခြင်းတွေရှိမယ်၂၁ရက်နေ့မှာတော့အာမခံခြင်းတာဝန်ယူခြင်းမလုပ်ရဘူးဂရိမတီရဲ့သူနဲ့တွေ့တတ်ပါတယ်ဒီတပတ်တာကာလအတော်အတွင်းမှာတနင်္လာနေ့ အင်္ဂါနေ့ကြာသာပတိနေ့မွေးသူတွေကိုကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနေ့သောကြာနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်တဲ့ဖြစ်တတ်ပါတယ်။နံပါတ်၈ခွန်၉ကနန်းနေ့ကျိုးပေးပါတယ်။အနဲ့ရောင်ပြာရင်ရောင်လက်ပြာကိုနေဝတ်ပြီးအလိုရှိရာကိစ္စများဆောင်ရွက်နိုင်ပါတယ်။ကောင်းကျင်ကံကြမ္မာများရစေရန်လို့ငါပန်းဖြူတွင်ဖျားကံသူပူဇော်ပြီးလောရဆူတော်မှာ တို့ကြစွာကောင်းခြင်းတွေရရှိနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်။တနင်္လာနေ့မွေးသူအလုံးမင်္ဂလာပါ။2025ခုနှစ်အောက်တိုဘာလ15ရက်နေ့နေ့27ရက်နေ့တွင်ကာလဟာအညာဆိုးများလွှမ်းမိုးနေတယ်။တပားသူကြောင့်ကို့မှာရည်ရွယ်ချက်တွေ၊ရည်မှန်းချက်တွေနှစ်နာဆုံးရှုံးတတ်တယ်။စက်ပစ္စည်းတွေ၊လျှက်စက်ပစ္စည်းတွေပျက်စီးမယ်။ကိုယ်လည်းနဲ့ထိနေတော့ပစ္စည်းတွေပြတ်သွားတာတွေကြုံတတ်တယ်။ အလောဒကြီးဝယ်လိုက်တဲ့အတွက်ရောင်းမဝယ်မတွေလည်းဖြစ်တတ်တယ်။အလောဒကြီးယဉ်ကျေးမြုံနံမှုကြောင့်ဆောင်းရှုံးမှုတွေရှိတတ်တယ်။ဘာလို့လို့ဒကြိမ်မကစဉ်းစားပြီးမှလောကီမှာ15ရက်နေ့ကရန်နောက်ဆက်တွေနဲ့ထိတိုက်တွေ့ပြီးစိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်။16ရက်နေ့ကရာရာဆင်ပြေသောအနေအထားနဲ့တိုးတက်တဲ့ကံတွေပေါ်လာမယ်။18ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝယ်ပြန်ရအောင်စီစဉ်နိုင်တယ်။16ရက်နေ့ကငွေကြေးကံလုပ်ငန်းကံစီးပွားကံတိုးတက်မယ်။19ရက်နေ့မှာ ငွေကုန်ကြေးကြများမဲ့တခုတည်းမကတဲ့လူတွေကိုလုတ်ကန်ရလိမ့်မယ်20ရက်နေ့မှာတပားသူကြောင့်ကိုယ်ရည်ရွယ်ချက်ပျက်စီးမယ်21ရက်နေ့မှာအတိုက်ခံကြတိုးတက်မှုကို ဖန်တီးနိုင်တဲ့အနေထားကောင်းကိုကြုံတွေ့ရမှာ ဖြစ်ပါတယ်ဒီကလအတော်အတွဲမှာဇာကပတိနေ့သောကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူများကြောင့်စိန်အောင်ဆက်တည်ရှိနိုင်ပါတယ် အနီရောင်ချက်သွေးရောင်ပန်းရောင်တို့ကို300မှာဖြစ်တယ်369ကနန်းနေချိုးပေးပါတယ်အနီရောင်ပန်းပွင့်ဖျားတင်ပြီးလိုရာဆန္ဒပြုရဲ့ဆုတောင်းပြေဆန္ဒပြေပါနေမယ်ယေရှုတင်ပါတယ်အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025အောက်တိုဘာလ15ရက်ကနေ21ရက်နေ့အတော်တွင်မှာရန်တိုက်ခံနေကြတဲ့အတိုးတက်မယ်လူမျိုးခွဲချိုးပေးမယ်မိကောင်းဆွေကောင်းထောက်ကူရမယ် အပြောင်းလဲတဲ့တိုးတက်မှုကြောင့်ပဲအရဝေးနဲ့ဆက်ဆက်သောလှုပ်ကြိုးပြင်းပဲရပ်တန့်ထားတဲ့လှုပ်တွေပြန်လဲစတင်နိုင်တယ်။နေရာထိုင်ခင်းကိစ္စပြောဆိုမှုအစဉ်ပြင်းပဲအပြိုင်ဆိုင်ကြားမှာတိုးတက်မှုကိုကြောင့်ပဲ15ရက်နေ့မှာကောင်းသောကံနဲ့တိုးတက်ခြင်းတွေရှိမယ်။အရာရာဆင်ပြေမယ်။16ရက်နေ့မှာငွေရေးကြေးကံလုပ်ငန်းကံ စီးပွားကံထူးထူးခြားခြားတိုးတက်မယ်။18ရက်နေ့မှာရန်အနောက်ရှိတဲ့ကြားတွေကထိုးပေါက်ပြီးလုပ်ရမယ်။ 18ရက်နေ့ကတော့ထူးထူးခြားခြားကောင်းတဲ့နေ့ဖြစ်လာတယ်။အရာရာဆင်ပြေခြင်းနဲ့တိုးတက်ခြင်းတွေရှိတယ်။19ရက်နေ့မှာအတိုက်ခံနေကြတဲ့တိုးတက်မယ်၊ငွေကြေးကံကောင်းမယ်။20ရက်နေ့လုံးသမျှကြံစည်သမျှအောင်မြင်ဆင်ပြေခြင်းကြုံမယ်။21ရက်နေ့မှာငွေကြေးကိစ္စလုပ်ငန်းကိစ္စတွေပြောဆိုမှုလုပ်ငန်းရေးအောင်မြင်မှုနဲ့ရှင်းပြမှုအောင်မြင်မှုတွေကိုကြုံတွေ့ရမယ်အနေထားရှိပါတယ်။ ဇာသပတိနဲ့ဗုဒ္ဓနဲ့စနေနဲ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနဲ့တနင်္လာနေ့မွေးသူများကြောင့်စိန်နောင်ရှယ်ရှိနိုင်ပါတယ်။နှစ်ခုကိုကနန်းနဲ့အကျိုးပေးပါတယ်။အစိမ်းရောင်ဖြူရောနို့နေရောင်တို့ကိုအကျိုးပေးရောင်များဖြင့်သုံးဆွဲနိုင်ပါတယ်။အိမ်မှာရှိနေတဲ့တပြက်စီအဟောင်းနဲ့ခြေသောဘွားအဟောင်းနဲ့စွန့်ပြစ်လိုက်ပါအညာကင်းရကောင်းခြင်းကံနဲ့ရရှိလာပါမယ်ကျေးဇူးတင်ပါတယ်ဗုဒ္ဓနဲ့မွေးသူအားလုံးမင်္ဂလာပါ 2025အောက်တိုဘာလ15ရက်ကနေ21ရက်နေ့အတွင်းမှာအလုံးစုံကောင်းကျင်းကံနဲ့တိုးတက်ခြင်းတွေရှိတယ်။မိမိလိုရာစံတတ်မှန်သမျှပြည့်စုံမယ်။လုပ်ငန်းမရှိသူလုပ်ငန်းရမယ်။လုပ်ငန်းရှိသူတိုးတက်မယ်။ပြည်ရွယ်သူများစမ်းပွင့်မယ်။အခက်အခဲအလုံးကိုပြေလည်ပြီးကောင်းကျင်းကံကြမ္မာနဲ့တိုးတက်ခြင်းတွေရှိမယ်။15ရက်နေ့မှာအလုံးစုံကောင်းကျင်းနဲ့တိုးတက်ခြင်းကံတွေကြုံမယ်။16ရက်နေ့မှာ ရှင်ပြန်မှုမှသမျှအမြင်ခြင်းဘဝတုတ်တဲ့ခြင်းကြောင့်ပဲ19ရက်နေ့မှာမထင်မှန်ဖြစ်ပြဿနာဟောင်းနေပြန်ဖြေရှင်းရတတ်တဲ့စိတ်ရှုပ်ရတတ်တဲ့အစင်းတော့ဖြေသွားမှာပါ18ရက်နေ့မှာငွေကြေးကိစ္စလုပ်ငန်းကိစ္စပြောဆိုမှုတွေအစဉ်ပြေမယ်စမ်းဖွင့်မယ်19ရက်နေ့မှာအပြောင်းလဲတွေရှိမယ်ရည်မှန်းချက်အောင်မြင်မယ်ဘဝတုတ်တဲ့20ရက်နေ့မှာငွေကြေးကံလုပ်ငန်းကံထူကောင်းပြီးတုတ်တဲ့တဲ့21ရက်နေ့မှာရံများမယ်ပြိုင်များမယ်တိုက်ခတ်များမယ်စိတ်ရှုပ်ရမယ် ဒီတပတ်တာကာလအတွင်းခြားသာပတိနှင့်ဗုဒ္ဓနှင့်အင်္ဂါနှင့်မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္လာနေ့တောင်းချန်နေ့မွေးသူများကြောင့်စိတ်နှောက်ရှက်တည်ရှိတတ်တယ်။၃နှစ်ကိုကနန်နေ့ကျိုးပေးတယ်။အပြာရောင်အနီရောင်ကျဆွေးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်နိုင်ပါတယ်။အိမ်နီးပါးမှာရှိတဲ့အသက်အရွယ်ကြီးရင်သူတို့ကိုစေဝါအာဟာရလှူဒန်းခြင်းပြုပါ။ကျေးဇူးတင်ပါတယ်။ဇာသပတိနေ့မွေးသူအားလုံးမင်္ဂလာပါ။ 2025ခုနှစ်အောက်တိုဘာလ15ရက်ကနေ21ရက်နေ့တော်တွင်မှာအပြောင်းလဲတွေဆက်တိုက်ဖြစ်မယ်ဥတီချက်စစ်တွေလုပ်ကင်နိုင်တယ်ဆော်ရက်လိုက်တိုင်းနေရာတိုင်းမှာအတိုက်ခံနဲ့ထိတဲ့တွေ့မယ်မဖြစ်မနေလုပ်ကင်မှုကြောင့်ဆုံးမဲ့မှာအောင်မြင်မယ်တခါမှမလုပ်ဘူးသေးတဲ့လူတွေလုပ်နိုင်တယ်တခါမှမဆောင်ရွက်ဘူးသေးတဲ့လမ်းကြောင်းတွေကိုထိတဲ့ရင်ဆိုင်ပြီးတော့လုပ်ကင်ကြုံသာမကဆောင်ရွက်သမျှဆုံးဖြတ်သမျှမှန်ကန်ပြီးတော့ မူလဘဝရဲ့ပုံမြင့်တဲ့အခြေအနေတခုကိုကိုပြောင်းတိုးတက်ခြင်းကိုကြုံတွေ့ရပါလိမ့်မယ်။15ရက်နေ့မှာလမ်းကြောင်းသစ်တွေတိုးတက်မှုသစ်တွေဖန်ပြီးတိုးတက်မယ်။အောင်မြင်မှုကိုရမယ်။16ရက်နေ့မှာရပိုင်ခွင့်တွေလည်းဝယ်ပြန်ရမယ်။ငွေကြေးကံကောင်းမယ်။18ရက်နေ့မှာလုံသမျှရည်ရသမျှအစဉ်ပြေပြီးတိုးတက်မယ်။17ရက်နေ့မှာအလုပ်ပုံကိစ္စပုံတွေကြုံမယ်။ရှင်ပြိုင်မှုအောင်မြင်မယ်။19ရက်နေ့မှာ အနှောင့်အယှက်တွေကြုံပြီးမှနှောင့်နှေးပြီးမှဆင်းပြေမယ်20ရက်နေ့အရာရာကောင်းခြင်းတိုးတက်ခြင်းတွေရှိတယ်21ရက်နေ့မှာအပြောင်းလဲနဲ့တလန်းနဲ့လူရာပြည့်စုံခြင်းတွေကိုရရှိလိမ့်မယ်ဒီကာလအတွင်းတနင်္လာရင်ကဗုဒ္ဓနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေစနေမွေးသူတွေအနှောင့်အယှက်ပေးရတဲ့169ကနန်းနေကျိုးပေးတယ်အဝါရောင်လိမ်မော်ရောင်နုနေရောင်တို့ကိုတောင်းပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်နိုင်ပါတယ် အဝါရောင်ပန်းဝင်လေးတွေဖရာကတ်လူပူဇော်ပြီးလိုရာဆုတောင်းရင်ဆုတောင်းပြပါတယ်မြေကျေးဇူးတင်ပါတယ်တောက်ချန်နေမွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ15ရက်ကနေ21ရက်နေ့အတောတွေမှာအလုံးစုံသော ပြောင်းလဲတဲ့တိုးတက်မှုတွေရှိမယ်ဆောင်ရွက်မှုမှန်သမျှဆင်ပြေလာမယ်သက်လွယ်သောအကြံဉာဏ်နဲ့တိုးတက်မှုတွေရှိပြီးတော့ရှင်ပြန်မှုတွေမှာအမြင်မယ်မရည်ရွယ်ပဲခီးသွားရမယ်မထင်မှတ်ပဲလှုပ်လိုက်တဲ့ကိစ္စကနေ့ ထူးခြားတဲ့နာမည်အောင်မြင်မှုနဲ့တိုးတက်မှုကိုရလိမ့်မယ်။15ရက်နေ့မှာရရသတိရှိရမယ်။ရန်နဲ့ရှင်ပြီးလောက်ရမယ်။16ရက်နေ့ကသူများပြဿနာကိုပြဿနာဖြစ်တဲ့တိစ္ဆာမဲ့သူနဲ့တွေ့တတ်တဲ့။19ရက်နေ့မှာဆောင်းရသမျှဆင်ပြေမယ်၊ပျော်ရွှင်ချမ်းမြေ့မယ်၊စမ်းပွင့်မယ်။18ရက်နေ့မှာ ခရီးကိစ္စအောင်မြင်မယ်၊အပြောင်းလဲကျတိုးတက်မယ်။19ရက်နေ့မှာငွေကြေးကိစ္စ၊လုပ်ငန်းကိစ္စဆင်ပြေမယ်။20ရက်နေ့မှာ အပြိုင်ဆိုင်နဲ့ထိတိုက်တွေ့တတ်တယ်။ဂတိပြည့်တဲ့သူတွေနဲ့တွေ့တတ်တယ်။၂၁ရက်နေ့ကတော့အလုံးစုံကောင်းခြင်းနဲ့အလိုပြည့်စုံခြင်းတွေကိုရရှိတဲ့နေ့တစ်ခုဖြစ်တယ်။တနင်္လာနေ့သောကြံနေ့အင်္ဂါနေ့မွေးသူတွေကောင်းကျိုးပေးတယ်။တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်ဖြစ်တတ်တယ်။ကိုးခွန်လေးကနန်းနေ့ကျိုးပေးတယ်။အညိုရောင်ပြာရောင်မိခိုးရောင်နေ့သုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါ။ကောင်းခြင်းကံကြမ္မာများရစေရန်လို့ငါ နေမှရှိနေတဲ့ဖနာအဟောင်းထီဟောင်းတို့ကိုစွန့်ပြစ်လိုက်ပါကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ15ရက်ကနေ21ရက်နေ့တော်တွင်မှာမေကောင်းဆွေကောင်းထောက်ကူရမယ်စူပေါင်းလုပ်ငန်းကျိုးပေးမယ်မင်္ဂလာကိစ္စပတ်သက်ရမယ်အကြီးအကဲများထံမှကောင်းသောထောက်ကူနဲ့တိုးတက်မှုရမယ် ရှင်ပြန်မှုမှသမျှအောင်မြင်မယ်တို့သမျှထင်ရှားသော ကံကြမ္မာနဲ့တိုးတက်တဲ့ကံတွေချုပ်မယ်15ရက်နေ့အရာရာရှင်ပြေသောကံနဲ့တိုးတက်တဲ့ကံရှိမယ်16ရက်နေ့ခီးကိစ္စအပြောင်းလဲကိစ္စနဲ့တိုးတက်မှုချုပ်မယ်18ရက်နေ့မှာငွေရေးကြေးကံကောင်းခြင်းလက်ဖွင့်ခြင်းချုပ်မယ်17ရက်နေ့ရန်တက်ခံနဲ့ရှင်ပြေလောရမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်ပြီးမှအရှင်ပြေမယ်19ရက်နေ့မှာထူးခြားတဲ့ကံကောင်းခြင်းနဲ့လူရာပြည့်စုံခြင်းရှိမယ်အခွင့်အရေးစစ်တွေပေါ်မယ် 20ရက်နေ့မှာရပိုင်ခွင့်တွေပြန်ရမယ်အဝေးကလူတွေနဲ့ပြန်လဲဆက်ဆက်မှုကြိုးပမ်းမယ်21ရက်နေ့မှာရပ်ထားတဲ့လူတွေပြန်လဲစတင်နိုင်တယ်ငွေကြေးလက်လာပတ်ကံကောင်းမယ်တနင်္လာနေ့စောင့်ကြနေရင်ကနေမွေးသူတွေကောင်းကြိုးပမ်းမယ်ကြာသာပတင်းနေ့စနေနေ့မွေးသူများကြောင်းစိတ်နှောင့်ရှက်ဖြစ်မယ်369ခန်းနေ့ကြိုးပမ်းတယ်အနီအောင်ချက်သွေးရောင်ပန်းရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်နိုင်တယ်ကောင်းခြင်းကံကြမ္မာများရစေရန်အနီအောင်ပန်းဝင်လေးတွေဖျားတင်ပြီးလိုရာဆူတောင်းပြုပါ ဆုတောင်းပြပါမယ်ကျေးဇူးတင်ပါတယ်